ခန္ဒီနေတရားတော်အမတော်မီသုံးလောကဒုဒ္ဒကျင်တော်မြတ်ဗျာနမောတတသုံးကြည်ဖြင့်ဘုရားရှင်ကိုပြည့်စပ်ကြပါစို့ဗျာနမော ခဲ့သည်ယေရဇာကမာတဏိတမုဂ္ဂဆရာတော်ဘုရားကြီးယေဇတိကုန်တာခဲ့တော်မူလနဇာဇာတိတော်အလင်္ကာဘုဒ္ဓကိုရွတ်စွာကြောကြပါဟုဆိုဗျာ နန္ဒနာ60တိရက်ကွာလောကမောဓမ္မယိနာကြီးဥစီပရဏနာယကဖြစ်တော်မူသောသေတခင်ပတ္တနာရိယဝန္တဤနိနန္ဒိတယသေ ဘာကြောင့်ထင်တယ်လေလို့ဆိုရင်တန်တရားမှာဘီးနေရှားရဟတ်ပေါ်မှာရှင်ချင်းဆက်ဆက်ပြီးတော့လဲနေတယ်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဝိညာဉ်တန်တရားကြီးလဲနေတယ်လို့မြတ်စွာဘုရားဟောတယ်အဲတော့မြတ်စွာဘုရားဟောတဲ့နာမည်ဒီတန်တရားကြီးလည်နေတဲ့အတွက်ကြောင့်လိုချင်နေဆိုတဲ့နိဗ္ဗာန်ကြီးကမရောက်ဘူး ဲ့တော့၄နှစ်မှမရောက်ဘူးဆိုရင်တပည့်တော်ဒီယောဂီဆိုတော့ဇင်တို့ကဉာဏ်ပါလို့လားမပါလို့လားဆိုရင်မပါလို့တရားတော်ဟောတဲ့ဝတ်တေဘုရားမှာနိဗ္ဗာန်ရောက်ပြီလို့ပြောပြီးမြဲယောဂီတရားအလုံးတို့ဒီဝတ်ထဲမှာပဲပြောတယ်ဘာလို့ပြောတာလို့ဆိုတော့ဝိဉ္ဇဉ်ကရှင်ရှင်ဆက်ဟံပြီးတော့ထက်ထက်လေးလေးမပြတ်ဖြစ်နေနေ အဲ့လိုမပြည့်ဖြစ်ပြီးနေပြည့်အတွက်ကြောင့်ဝတ်ဒီလို့ပြောတာအဲ့ဒီဝတ်ကဘယ်နှပါတော့ရှိတော့ဆိုတော့သုံးပါရှိတယ်အဲ့ဒီဝတ်သုံးပါကဘာရောဆိုရင်ကိလေသာဘောဘောကာမဘောကာမဘောဝိပါကဘောတဲ့အဲ့တော့ဝိပါကဝတ်အတိအကျသုံးပါရှိတယ် အဲ့ဒီဝိညာဉ်ကတပန်းနဲ့တပန်းမိပြုတ်ပြီးတော့ရှင်ရှင်ဆက်ဟပ်ပြီးလဲနေတယ်အဲ့ဒါလဲနေတဲ့လက်ကြောင့်လက်တာပြန်ကျင်ကိုယ်နဲ့ကြီးသည်ဒီကိလေသာဝကဘယ်နှပါးရှိတော့ဆိုရင်သောဘာ တ်ထဲမှာပြင်လိုက်တော့ခန္ဓာ၅ပါးတွေ့ရဘူးလားဆိုတော့ခန္ဓာ၅ပါးတွေ့ရတယ်ဝိညာဉ် နေတော့စင်ခင်ဗျာကိုသွားပြောတယ်။ပေါ်ရတဲ့နေကြီးတော့လုံနေနေပြီ။အဲတော့စင်စရာရင်မင်းသွားတော့တော့ဆိုပြီးတော့သွားတယ်။ပေါ်ရကစင်ကြီးကပရမတော့ဆွေရရင်းနဲ့ရောင်းရရင်းနဲ့ဘလို့မှမရဘူး။နောက်တော့စစ်စီပေါ်နဲ့တရုံတော်ရန်တိုင်းနဲ့ကြာရောနှုံးဘွဲထဲကလွတ်သွားသည်။အဲ့တော့နှုံးဘွေကလွတ်သွားတဲ့ဒီဘယ်သူကြည့်သူကြောင့်လို့ဆိုရင်ရှင်ဘုရင်ရဲ့ကြည့်သူကြောင့် အဲ့လိုပဲကိလေသာဆိုတာဒီဝတ်ကောင်ကြီးကိုနုံနစ်စေတယ်အဲ့လိုကိလေသာကြီးကဘောတည်နဲ့တူတယ်အဲ့လိုကိလေသာဘောကြီးထဲမှာနုံနစ်နေတာကိုနိနန္တိနုံနန္တိတော့ဒီဝိပါကဆိုတဲ့ဝတ်ဒီမလာဘူးလားဆိုတော့လာတယ်အဲ့ဒီဝတ်ဒီကတခြားလားပြစ္ဆုတ်ကံအကျိုးလားဆိုရင်ပြစ္ဆုတ်ကံအကျိုးအဝိဇ္ဇာမူလားဆိုရင်တော့ ကံနေလိုက်မလာဘူးလားဆိုတော့လိုက်လာရင်ကံမဘဝကြီးလိုက်မလာဘူးလားလိုက်လာရင်ဒီကံမဝင်လိုက်လို့လိုက်မှန်းကုန်မသိဘူးဘာလို့လဲလို့ဆိုတော့ဒီဝိညာဉ်ငယ်လာလိုက်ရတဲ့ဘက်ကဆိုတဲ့ကိလေသာတွန်ထဲမှာနစ်နေတာကိုနစ်နေတဲ့ဝိကောင်ကြီးကဒုက္ခလို့ဟောနစ်ွက်ထဲမှာပြမထားဘူးလားဆိုတော့ပြထားတယ် ဲဝိပါကဝိကောင်ကြီးကဒုက္ခတစ္ဆာပါလို့ပြထားပါလေခင်နေ့လေးတစ္ဆာမမြင်ကံဘူးလေးတစ္ဆာကိုမမြင်တော့ကံပြီးပေါ့နော်အဲ့လိုလေကံတော့ကံတွေကလိုက်တယ်ကံတွေကမျိုးမျိုးလုပ်ပြီးတယ်ခေါင်းပြောင်းပြီးတော့မျိုးမျိုးလုပ်ပြီးတယ်အဲကျွေးဆိုရင်ကျွေးကောင်းတဲ့ဒီဝိညာဉ်ရဲ့ယုံနာနာဖတ်တာဥက္ကံကြီးကိုမပန်းနေမလားဆိုတော့ဖန်ဆင်းတယ် ယမဘောယမဤရောက်တော့လည်းပဲဝိတ္တိယကုံသေးနာဆိုတော့မကုံသေးဘူးသုဒ္ဓဝါစာဘုရားလွဲပေါ့နော်အဲလက်တရောက်တော့လည်းပဲဝိပါကဆိုရဝိပါကြီးကမလုံမလုံသေးဘူးဘယ်သူကဥဇာနာရောဆိုတော့ကမ္မဝိတ္တိကဥမဇာမူလားဆိုတော့ဥဇာနေတယ်အော်ကမ္မဝိကဝိပါကဝိကိုဖြစ်စီတယ်အဲ့တော့ကမ္မဝိဘာလို့လုံနေတာရောဆိုတော့ဣတိတာဝိတ္တိလို့ ကိလေသာဝိတိကလည်းပဲဥဆောင်နေကံဝိတိကလည်းထုံးလို့နေဆိုတော့ဒီဝိပါကဝတ်ကောင်းကြီးလိုက်တာဒီတထံမတိလို့လားဝိပဿနာမတိလို့လားဆိုရင်ဝိပဿနာမတိလို့အဲ့တော့ဝိပဿနာကမတိဘူးဆိုရင်ဒီကံဝိတိကအန္တရာယ်ဖြစ်စေတဲ့ဝတ်ဒီအန္တရာယ်ဖြစ်စေတဲ့ကံဝတ်နဲ့အန္တရာယ်မဖြစ်စေတဲ့ကံမဟုတ်ဆိုပြီးတော့နှစ်မျိုးရှိတယ်အဲ့တော့ ြင်းကြုံမရမယ်ဆိုရင်အန္တရာယ်ဖြစ်စေတာကဘယ်ဝတ်ဒီတော့ဆိုရင်ကံဒီငါပါမထိုက်စေနဲ့။ဘာဖြစ်လို့လဲဆိုရင်သာသနာ့အတွက်ကျူးကျေးဇူးများပါလေဆိုတဲ့ဇာတကမင်းကြီးပေတတ်တဲ့ကံကြီးကျူးလို့ပြီလေ။အရှင်ပြေဝရသာသနာ့အတွက်အကျိုးများရမယ်ပုဂ္ဂိုလ်ကပြန်စံနရိယကံကိုကျူးလို့နေနိုင်ကျူးလို့နာ ။တပိဋ္ဌံသာပြီးစိတ်တော်ဝဲဝင်တော့နာမှာခတ်နေုံနဲ့အရှင်မြိုလက်ဟံကံကြီး၅ပါးကိုမျိုးမျိုးဖို့ဖို့ကျူးလွန်ဖို့အတွက်အဲနောက်ကနေဒရင်ဆက်လိုက်တာဒီတင်ရှိပြောလေဘုရားနဲ့ဤသူမြှောက်လိုက်တယ်။အဲတော့ပြဇာဏရိယကံနဲ့မှာတဗ္ဗနာမသုံးပါး၄ပါး၅ပါးအင်္ဂါဘာရဲ့မှာတဘာဘာကိုကျွလွန်ပြီဆိုတာနဲ့ဒီကံမဟုတ်ကအန္တရာယ် လူတွေဘဝကိုမဖြစ်စေဘူးဘောဥမာအဘယ်ဘဝရောက်တော့ရောက်နိုင်တယ်ရောက်ပြီးလို့ရှင်သူမိဘဝကိုရောက်နိုင်တယ်အဲ့တော့မာလိကအပြင်အဲမိဖုရားကြီးတယောက်ရှိတယ်ဗေမိနာရမင်းရဲ့မိဖုရားကြီးမာလိကမိဖုရားကြီးအဲ့တော့သူကမမရေလုံးပြီးပြီနဲ့အတ္တိဒါနာကြီးကိုစိတ်နဲ့တွင်းပြီးဘူး သူမှားရတဲ့ကံကိုပဲနှလုံးသွင်းမိနေတဲ့အတွက်ကြောင့်အဖေဘုံကိုရောက်တဲ့ခုနှစ်ကြာတော့သူရိဘွားကိုရောက်နေတယ်အဲ့တော့ဒီမှာလည်းပဲကြည့်လိုက်မယ်ဆိုရင်ဝတ်သုံးပါးမှာဘယ်ကောင်ကိုဒီဝိပါကဟုတ်ကောင်ကြီးကိုဖြစ်စေတာဒီတခြားကြောင့်လားဝန်နှပါးကြောင့်လားဆိုရင်ဝန်နှပါးကြောင့်နဲ့အဲ့ဒီဝန်နှပါးဒီအပေါင်းစုံပြီးဆိုတာနဲ့ဝတ်ကောင်ကြီးကိုလည်းရောက်ရအောင်သွားတယ် အဲ့ဒါကြောင့်မို့တိမေဝတ္တန်ဒီတဲ့ဝတ္တမဟာအဝတ္တေဝုဏ္ဏကုဏ္ဏအရဘတ္တတရှာရှာပပ္ပပိရှင်တိဆဟလေနေဒီတိတ္တမအဲ့ဒီလိုလေနေတဲ့အတွက်ကြောင့်ဝတ္တန်ဒီတဲ့ဝတ်ကောင်းဒီဖြစ်ကုန်တာပဲဝတ်ဒီလေတာပဲတဲ့အဲ့တော့ဝိပါကဝတ်ဒီလေပုဗ္ဗေနာစ ီးထဲမှာပျော်ပျော်ရင်းနေနေတယ်ကိလေသာလွန်ထဲမှာပျော်ပျော်ရင်းနေနေတယ်အဲ့တော့ဝိပါကဟုတ်ထဲမှာနေတာကြာလာတော့ဉာဏ်ပါပြီလားဆိုရင်မပါတော့ဘူးဒီဝိပါကဝိကြီးကိုငါစွာယောက်ျားလို့ဆွဲထားတဲ့ဒိဋ္ဌိတွေခိုင်နေနေတယ်ဆိုတဲ့ဒိဋ္ဌိတွေစသည်များဖြင့်ဒိဋ္ဌိတွေဝင်မလာဘူးလားဝင်လာတယ်ဒုက္ခသစ္စာဝိညာဉ်မူလဆိုတဲ့ဒီဝတ်ကောင်ကြီးကို မြန်မာဘာရောဒိဋ္ဌိတွေရောက်ရပြီ။အော်ဒိဋ္ဌိတွေရောက်ပြီဆိုမှတော့ဒိဋ္ဌိတွေဘယ်ရဲ့မျိုးစီတော့ဆိုတော့ဘယ်ရဲ့မျိုးစီအဲ့ဒီဘယ်မျိုးစီကိုဝိမျိုးစီမှန်သိရင်လားဆိုတော့မသိဘူး။ဘာကြောင့်လို့ဆိုတော့ဝိဆိုတဲ့အတိုင်းပဲရှားရှားပက်ပက်လဲနေတဲ့အတွက်ကြောင့်ဝိတွေကဆက်ဆက်ပြီးဖြစ်နေတယ်တဲ့။ အဲ့တော့ဝိသန္တနုပါဒနာသကိရိတာဝတ္တဆိုတဲ့တန်ကဝိဇာနေတနာကိရိတာဝတ်အဲ့လိုမျိုးစသည်တရားဖြင့်ဥက္ကောင်ကြီးကိုမျိုးမျိုးပြခဲ့ပြီနဲ့ဟောဉာဏ်မပါရဲ့အတွက်ကြောင့်ဝတ်ထဲမှာပဲပြောရင်ဝတ်ထဲမှာပြောတော့ပြီးတော့လည်းကျွတ်နေတဲ့ဒီဝိပါကဝတ်ကောင်ကြီးထဲမှာဉာဏ်မပါတော့ဒိဋ္ဌိလေးဝင်နေအဲ့တော့ပြီးတော့လည်းကျွတ်ဝိပါကဝတ်ကောင်မှာဉာဏ်မပါတဲ့အတွက်ကြောင့်ဒီ ိနေတာဘောကံမဝတ်မှာရောအကြောင်းပေါ်မှာဉာဏ်လာနိုင်သေးလားဆိုတော့မလာနိုင်တော့ဘူးဉာဏ်မလာနိုင်တဲ့အတွက်ကြောင့်ဝိသိကိစ္စတွေလာတယ်။ဩဘောဘမလာရှိရောရှိပါမလားဆိုတဲ့တို့တော့တို့တော့ဝိသိကိစ္စတွေလာတယ်။အဲ့တော့ဝိသိကိစ္စတွေလာပြီဆိုမှတော့ဒီမှာဝိပါကဝတ်ပဝတ်တော်ကြီးပေါ်မှာလည်းဒိဋ္ဌိကကက်တယ်။ဩအကြောင်းပေါ်မှာလည်းဝိသိကိစ္စလည်းကက်တယ်ဆိုတော့ လိုရင်နဲ့နိဗ္ဗာန်ကြီးကပြိတ်ပြီးတော့မလိုရင်နဲ့အပေတကားကြီးကအမှန်လေအပေတကားကြီးမွင့်ပြီဆိုမှတော့ဒေရီနဲ့ဝိဇိကိစ္စာတင်ပေရဲ့မျိုးစိတ်ဆိုတဲ့အတိုင်းတဲ့တကားကြီးကပွင့်လာတာပဲအပေတကားကြီးပွင့်လာပြီဆိုတော့နောက်ဆွေလန်းမှုတဏှာတွေလိုက်မလာဘူးလားဆိုရင်လိုက်လာတယ်ဆွဲတာရတဲ့မြဆွဲဆွဲပြီးတော့လိုက်လာတာ တဏှာဥပါဒံကံဒီဘယ်လဲဆက်ဖြစ်မလာဘူးလားဖြစ်လာတယ်။အော်တဏှာဥပါဒံကံဒီတော့တဏှာဆိုတဲ့ဆွဲလန်းမှုတွေကဘယ်ဟုတ်ထဲမှာလဲလို့ကြည့်လိုက်လို့ရှိရင်ကိလေသာဝိနည်းမှာရောက်တယ်။ကိလေသာဝိသည်သမုဒယသစ္စာတဲ့သမုဒယသစ္စာဆိုတဲ့အတိုင်းပဲရာသမြောက်ကိုအကုန်လိုက်ဆွဲတာအဲ့တော့ဆွဲရည်နဲ့များ ဝိပါကဝိညာဉ်ဟာတလဲလဲတျှောက်ျှောက်ဖြစ်ပြီးတော့ဩတဏ္ဍရဲ့ဥပါဒံဖြစ်တယ်။ဥပါဒံရဲ့နောက်မှာကမ္မဘဝဆိုတဲ့အနေနဲ့ကမ္မဘဝတွေဖြစ်ကြရတယ်။ဘာကြောင့်ဖြစ်ရတာရောလို့ဆိုတော့ဒီကိလေသာဝိညာဉ်ဒီဘာမူလဥသိလို့လို့ဆိုရင်တဏ္ဍမူလတွေဥသိပြီးတော့ဒီဝိပါကဘုမ္မာကြီးကိုတန်တရားရှင်းပြစေတယ်။ အဲ့တော့တဏ္ဍမူလဖြစ်စေတဲ့ပြိတ္တနောက်ကဇာတိဇရပရဏတွေလိုက်မလာဘူးလားလိုက်လာပါလိုက်လာတယ်အဲ့တော့ဇာတိဇရပရဏတွေလိုက်လာတော့မှတော့သတ္တရတ္တစကြည်လည်းမလဲတော့ဘူးလားလဲသွားတယ်အဲ့တော့ကြည့်လိုက်ပဲဆိုရင်ဝေသုံးပါးဒီသူညာနဲ့သူအပရဏစကိုလည်းပဲဝေသုံးပါးကလည်းစ ာဒီတရားနဲ့လာဝိပဿနာနဲ့လားဆိုရင်ဝိပဿနာဉာဏ်နေတဲ့အဲ့တော့ဝိပဿနာဉာဏ်ဒီဒီအပရဏဇဝတ္တမကိုဖြစ်စေတယ်လို့မိမိတို့တွေသိထားရမယ်အေးမတိတဲ့ဘဝလေးဆိုတာများခဲ့တဲ့အတွက်ကြောင့်အပယ်လေးပါဆိုတာနားထဲမှာယဉ်နေတယ်ဩနေပြီလျှောက်ထဲဆိုရင်လူတိုင်းမရဘူးမြမပြီ20ဆိုရင်လူတိုင်းမရ ုဂိလိဘွားဆိုတာကလူတိုင်းကြအေးတယ်ဒုဂိလိဘွားဆိုတာကကြတော့လူတိုင်းလူလူရင်ဆိုင်နေရတယ်အဲရင်ဆိုင်နေရတဲ့ဒီဒုဂိလိဘွားနေဒီရင်ဆိုင်ရအာကြီးလာတော့နွားကလေးကလည်းဖြစ်စရာကောင်းတယ်ကျွဲကလေးကလည်းဖြစ်စရာကောင်းတယ်လို့လူတိုင်းရဲ့ပဇက်ဖြားမှာပြောနေကြတယ်တကယ်လို့လည်းဉာဏ်ပါခဲ့ပြီဆိုရင်เนาะဩနတ်ပြည်နဲ့တန်တဲ့သမီးတွေဘယ်လောက်လာနေ ဇမတိမမဘောကဘယ်လောက်ရှင်းတာလဲနေတဲ့နေမယ်ရှင်းတာဘယ်လောက်ရှင်းတာလဲဆိုတာဉာဏ်ပါရင်ပြီးခဲ့ရမှာတဲ့တကယ်တမ်းကျတော့ဘောကဒီမှာအပေလေးပုံဟာအိမ်ကြီးလိုပဲမူလဝနာအိမ်ကြီးဖြစ်တဲ့အတွက်ကြောင့်ဩအကြောင်းလေးဆိုတဲ့ရှင်းစရာလို့တွေးတယ်သနာစရာလို့မမြင်ဘူးပါလို့ဆိုတော့အပေလေးပါကိုယ်နဲ့နီးနီးကပ်ကပ်ရှိနေတာဟုတ်အဲ့တော့ဒီမှာလည်း အဝရဏစံကြီးကိုလည်းပဲလဲစီရာသည်ဝတ္တုံမကြောင့်နဲ့ရသပြားကဝတ္တုံမရဲ့မှာနဲ့ကိလေသာဟောအမေကိလေသာဟောဒီကုံပြီဆိုရင်ကံမဝတ္တိလည်းကုံမယ်ကံမဝတ္တိကုံမယ်ဆိုရင်ဝိပါကဝတ္တိလည်းလည်းကုံမယ်အဲ့တော့ကိလေသာဟောကံမဟောဝိပါကဟောဒီဟာဘာကြောင့်လဲ တန္တရာရတ္တပရထာနဲ့တတယဝိသိအကြောင်းမင်းလို့မြတ်စွာဘုရားဟောတာလေအဲ့ဒီကကံမဝတ်ကံမဝတ်ကိုလည်းပဲယောဂီတို့ရှင်တို့အနေနဲ့မြင်နေကြည့်နိုင်ရမယ်ကံမဝတ်နှစ်ပါးထဲမှာသိက္ခာရတိဘာဝထုတ်လုပ်ပြီးတော့ဆိုရင်ဝိပါကဆိုရင်ဝတ်ကောင်းကြီးကိုထုတ်လုပ်ပြီးလိုက်တာ ဝိပါကဝုရှင်းပါဆိုတဲ့အစဉ်အစဉ်အောင်ရောက်လာတယ်။အဲတော့ဝိပါကဝုကောင်ကြီးကိုဉာဏ်နဲ့ကြည့်ဖို့ဘယ်လိုဘူးလဲဆိုတော့လိုတယ်။အဲတော့ဉာဏ်နဲ့ကြည့်တော့ဝိပါကဝုကောင်ကြီးဟာတခြားတွေ့ရတာယုံနဲ့နာမ်ပဲတွေ့ရတာ။ယုံနဲ့နာမ်ပဲတွေ့ရတယ်။အဲ့တော့ယုံနဲ့နာမည်တွေ့ရတဲ့ဒီဝိပတ်ဒီဝိပါကဝတ်ကောင်ကြီးပေါ်မှာယုတ်ယုတ်စီတဲ့ ဩခန္ဓာတည်းတည်းသဘောရှိတယ်။ဉာဏ်ဒီပေါင်းပြန်တည်းတည်းသဘောရှိတယ်။အဲ့တော့ရုပ်နဲ့တွေ့တော့သက္ကာယဒိဋ္ဌိမစင်သောဘုလားစင်သောဒီအဲ့တော့သက္ကာယဒိဋ္ဌိဖြစ်သောဒီစင်သောဒီဆိုတဲ့အတွက်ကြောင့်ဘိဝိမနကားတည်းတည်းကိလေသာဝကံမဝပေါ်မှာရဝိသိကိစ္ဆာလာတော့မလားမလာတော့ဘူးအဲ့တော့ဝိသိကိစ္ဆာနဲ့မလာတော့ဘူးဆိုတဲ့အတွက်ကြောင့် ဒီဝိပဿနာဉာဏ်နဲ့ဝိပါကဝတ်ကောင်ဒီကိုကြည့်လိုက်တာယောက်ကလည်းပဲဖြစ်ဖြစ်ငံကလည်းပဲဖြစ်ဖြစ်ဆိုရင်ဉာဏ်မတွေ့ရဘူးလားမရဘူးမရဘူးအဲ့တော့ဖြစ်ဖြစ်ဆိုတာကိုတွေ့ရတော့ဒိဋ္ဌိတွေမစင်သာဘူးလားစင်သာတယ်အဲ့တော့ဒိဋ္ဌိတွေစင်သာပြီဝိသေကိလာနဲ့ကင်းသာပြီဆိုတဲ့အတွက်ကြောင့်ဟောဒိဗ္ဗတကကြီးတွေ့ပြီးတော့အပေတကကြီး ဖွင့်အဲမိဘတကာကြီးပြိတ်ပြီးတော့ဖွင့်ပြီးတော့အဲတကာကြီးပြိတ်မကောင်းဘူးလားပြိတ်သွားရင်အဲတကာကြီးဟာဒိဋ္ဌိနဲ့ဝိသိကိစ္ဆာကြောင့်ဖြစ်တယ်လို့ဆိုတော့ဝိသိကိစ္ဆာနဲ့ဒိဋ္ဌိမရှိတော့ဘူးဆိုရင်အပယ်ကြီးပြိတ်ပြီးလိုရင်းနဲ့မိဘဟာလမ်းကြောင်းရောက်လာပြီမိဘနဲ့လမ်းကြောင်းရောက်လာပြီဆိုတော့တဏှာဥပါဒကံဒီကိုလိုချင်တဲ့ဝိတ္တိရှိပါဦးမလားမရှိတော့ဘူး အဲ့တော့မရှိတော့တဲ့အတွက်ကြောင့်ဒီဝိပါကအဲကိလေသာဝေပြန်တော့ဟုတ်ဆိုတာနေသာနေသေးလားသာတော့ဘူးကိလေသာဝေနေလည်းပဲအလားမနိုင်တော့ဝိသိကိစ္စာနေလည်းအဲဟိုကိလေသာဝေပြန်တော့နေလည်းပဲအလားမနိုင်တော့ဘူးလို့ဉာဏ်နဲ့မသိရဘူးလားသိရတယ်အဲ့တော့သိရတဲ့အတွက်ကြောင့်ဝိပါကဝေထဲမှာဖြစ်နေတဲ့ဇာတိဒီလာနေပြအကြောင်းရှိသေးလားဆိုရင်မရှိတော့ဘူးဇာတိ အဲ့ဒါဒီဘယ်ပေါ်မှာဉာဏ်နဲ့ရှုလို့လို့ဆိုရင်ဝိပါကဝတ်ကောင်ကြီးပေါ်မှာဉာဏ်နဲ့ရှုလို့အဲ့တော့ဉာဏ်နဲ့ရှုလိုက်တဲ့အတွက်ကြောင့်ဇာတိဇရာကရဏဗရာရာတိနိဗ္ဗာန်အဲ့တော့ဒီကညဇောရံ တရားဒီရှင်ဘင်းနဲ့ပြုတဲ့အတွက်ကြောင့်စင်စရာကဲ့သို့သောတရားစရာတွေဓမ္မဂိကနေကကိလေသာဆိုတဲ့ဘွယ်ကြီးရဲ့မှာဝိပါကဝဲကောင်းကြီးညောနေတယ်ဖြစ်နေတယ်လို့ဤရတာဒီပါဖြစ်စားရတော့ဒုက္ခသစ္စာအဲဒီဝိပါကဝဲကောင်းကြီးကိုလည်းပြည့်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 ဆုံးပြည့်ပြည့်ဘောင်းအောင်ရှုတဲ့ဉာဏ်က